KNU KNL အကြံဖက်တောင်းချမ်းသူတွေအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ကရင်ပြည်နယ်မြရီမြို့နယ်လေးကစ်ကောဒေတာတဝိုက်ကိုအခြေပြုကအစိုးရအုပ်ချုပ်မှုရန်ရည်ရွယ်ပျက်စီးစေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့ တိချလွတ်လပ်တဲ့ကော်တူလေးပြည်နယ်နဲ့ကော်တူလေးအစိုးရထူထောင်မှုအတွက်2020ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်နေဆက်ဒေတာရေးစီထွက်ပြေးတင်းရှောင်လာကြသူတွေကိုလူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်ကနေလက်ခံထိန်းသိမ်းကပြည်ပနိုင်ငံကြီးတချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေတာရင်းကကြားဖြန့်အပါအဝင်တရားမဝင်လုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီး အကြံဖက်တင်နန်းတွေတင် जा ပို့ချကလက်နက်တွေတက်ဆင်ပေးပြီးရှေ့ကတက်အဖြစ်အသုံးချကကရင်ပြည်နယ်အတွင်းရှိတက်မတော်ကစစ်စင်ရင်နဲ့နယ်မြေစုမိုးရေးဆောင်ရွက်နေတဲ့တက်စခန်းတွေအပါအဝင်တင်ငန်းညီနောင်နဲ့မြရီဒေတာရှိနယ်မြေခန်းတရင်တက်ဖွဲ့တွေနဲ့တက်စခန်းတွေကိုအင်အားအလုံးအရင်းနဲ့အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်တာတွေဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်တက်မတော်ကအစောပိုင်းအကြံဖက်တောင်းကျမ်းသူတွေခိတ္တဆုံမထားတဲ့တက်စခန်းတွေနဲ့မြို့ရွာတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းညီနောင်တပ်နယ်ကို2025ခုနှစ်စက်တဘာလ6ရက်မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းညီနောင်မြရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်ဆက်လက်ပြီးတမရော်စစ်ကြောင်းတွေက မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတရှောင်းမြန်မာနယ်နိမိတ်အတွင်းက KNL နဲ့ PDF အမိခန့်စံဖက်တောင်းကျမ်းသူတွေခိုးအောင်မှုမရှိစေရေးနာမည်ဆိုးနဲ့ကြော်ကြနေတဲ့မြန်မာထိုင်းနယ်စပ်တရှောင်းမြန်မာဘက်အချမ်းစီတရားမဝင်နိုင်ငံသားတွေနယ်စပ်ဖြတ်ကျော်ဝင်ရောက်ခါတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်းကစားမှုနှိမ်နင်းရေးအတွက်လိုအပ်တဲ့အစံဖက်ချေမှုမှုဆစ်စင်ရေးတွေကိုဆက်လက်ဆောင်ရွက်ခဲ့ရာအစံဖက်တောင်းကျမ်းသူတွေခိုးအောင်နေထိုင်တဲ့လက်ခတ်တောင်ဖရာကုန်းနဲ့ပတ်ဝန်းကျင်ဒေသတဝိုက်ကိုစက်တင်ဘာ9ရက်မှာ၎င်း ဂျပန်နိုင်ငံ Nippon Foundation ကနေ2025ခုနှစ်ကဒေသခံတိုက်ပွဲရှောင်ပြည်သူတွေအတွက်ဆောက်လုပ်ပေးထားတဲ့၄ကစ်ကော်မြို့တစ်ကိုစစ်ကြောင်းတွေခွဲပြီးအဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအောက်တိုဘာ9ရက်နေ့မှာအဆိုပါ၄ကစ်ကော်မြို့တစ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဆိုပါမြို့တင်မှာအရင်ဆောက်လုပ်ပြီးစားကဒေသခံတိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူတွေနေထိုင်ကြပေမဲ့လည်း2023ခုနှစ်နောက်ပိုင်းအကြံဖက်တောင်းရန်သူ KNL နဲ့ PDF အမိခံအကြံဖက်တောင်းရန်သူတွေကအဆိုပါဒေသခံတိုင်းရင်းသားတွေကိုမောင်းထုတ်ခါအကြံဖက်အုပ်စုနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်ကြောင်းလည်းသိရှိရပါတယ်အဲ့ဒီလိုတိုက်ခိုက်သိမ့်ပိုက်စဉ်မြန်မာထိုင်းနယ်စပ်အနီးရှိနာမည်ဆိုးနဲ့ကြွကြားနေတဲ့ KK Pad ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းတက်မတော်စစ်ကြောင်းတွေကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။ တိုက်ပွဲစဉ်တလျှောက်အကျန်းဖက်တောင်းညံသူတွေနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအကျန်းဖက်တောင်းညံသူတွေစီကနေအလောင်း10လောက်လက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်းစီရမိခဲ့သလို KK pack အတွင်ကထူးခြားလက္ခဏာမတွေ့ရပေမဲ့လည်းတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်းစဲရမိခဲ့တဲ့အပြင် ဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်100လုံး၊လေးထပ်တိုက်20လုံးနဲ့9ထပ်တိုက်1လုံး၊တစ်ထပ်တိုက်ဈေးဆိုင်ခန်း20လုံး၊နှစ်ထပ်တိုက်ဈေးဆိုင်ခန်းအလုံး30၊တစ်ထပ်တိုက်ဂိုရောင်15လုံး၊နှစ်ထပ်တိုက်ဂိုရောင်20လုံး၊လေးထပ်တိုက်ဂိုရောင်10လုံး၊ဆောက်လုပ်ဆဲနှစ်ထပ်တိုက်21လုံး၊သုံးထပ်တိုက်10လုံး၊လေးထပ်တိုက်5လုံး၊9ထပ်တိုက်5လုံးနဲ့တထက်တိုင်းစေပေကန်နှခန်းတို့ကိုတွေ့ရှိခဲ့ရပြီးအဆိုပါအဆောက်အုံတွေအတွင်ကနေအလုတ်သမားအမျိုးသား1645ဦး အမျိုးသမီး455ဦး၊လုံခြုံရေးကြား68ဦး၊စုစုပေါင်း2198ဦးတို့ကို တွေ့ရှိခဲ့ရပါတယ်။အဆိုပါ KKBack အတွင်းရှိအဆောက်အုံတွေဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမဲ့ မြေပိုင်ဆိုင်ခွင့်အထောက်ထားဟိုတယ်နဲ့ခီးသွားလာရရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိနေတဲ့ပတ်သက်ပြီးတရဝင်းစာရွက်စာရန်တွေစစ်ဆေးတွေ့ရှိခြင်းမရှိတာကြောင့်တပ်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ KKPAC နေရာက KNU KNL ထိန်းချုပ်ထားတဲ့နေမြေအတွင်းဖြစ်တယ်လို့အဲ့ဒီစီမံကိန်းကိုလက်ရှိ KNU ဥက္ကဋ္ဌဖြစ်တဲ့စောကွယ်ထူဝင်းလက်မှတ်ရေးထိုးလှုပ်ဆောင်ခဲ့တယ်လို့လည်းလူမှုကွန်ရက်မှာစာချုပ်ပြန့်နှံ့နေတဲ့ကြားဖြတ်နာမည်ကျော်ရနေရ ာလည်းဖြစ်ပါတယ်။အလားတူတက်မတော်စစ်ကြောင်းတွေအနေနဲ့ဆက်လက်တိုက်စစ်အရှိန်ဟုန်နဲ့စစ်ဆင်မှုပြုလုပ်ခဲ့ရာ2024ခုနှစ်က KNL နဲ့ PDF အမိခံအကြမ်းဖက်သမားတွေထိန်းချုပ်ခဲ့တဲ့ရှုကင်းသာစခန်းကိုအောက်တိုဘာ18ရက်မှာ၎င်း 0.1088ဆွဲရောစခန်းကုန်းကိုမနေ့ကအောက်တိုဘာ16ရက်နေ့မှာ၎င်းအဆင့်ဆင့်သိမ်းပိုက်နိုင်ခဲ့ပြီးနေဆက်ဒေတာတလျှောက်ရှိအ धिक အချက်အချာကျတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့နေဆက်ဒေတာတလျှောက်တမရောစစ်ကြောင်းတွေကဆက်လက်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းတင်ပြရရှိပါတယ်။